များအားလုံးပဲမင်္ဂလာပါအခုတက်ဆက်ပေးမဲ့စီဇန်ကတော့မင်းသမားရဲ့ weekly sport စီဇန်ပဲဖြစ်ပါတယ်ဒီစီဇန်မှာတော့တပတ်တွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုစူးစီးတက်ဆက်ပေးတော့မှာပါရှုစားလိုက်ကြရအောင်ပါရှင်အဘီဇာကရှေ့ဥကံပေရုံရင်ဆန်ခတ်ဖြစ်ပွားခဲ့တဲ့ရန်ပွဲအတွင်းအမျိုးသမီးတစ်ယောက်ကိုထိုင်ခုံနဲ့ပြစ်ပေါက်ခဲ့သူအမျိုးသားဟာ Olden Athletic ဘောလုံးသမား Kieran Harrop ဖြစ်တယ်လို့ဖော်ထုတ်လိုက်ပါတယ် အလရဲ့အပန်းဖြေဖွဲ့နှစ်ဖွဲ့ကြားကရံပွဲကိုဝင်ရောက်ဖျံဖြေဖို့ကြိုးစားနေတဲ့တက်လက်ပိုင်းအရွယ်အမျိုးသမီးတယောက်ကိုအသက်23နှစ် League 2တိုက်စစ်ကစားသမား Harad ကထိုင်ကုန်းနဲ့ပစ်ပေါက်လိုက်တာကိုဗီဒီယိုဖိုင်မှာတွေ့ကြရပါတယ်။ Ibiza ကရေကူးကန်ပေးရုံးဝင်းစံခတ်ဖြစ်ပွားခဲ့တဲ့ရံပိုးအတွင်းအမျိုးသမီးတယောက်ကိုထိုင်ကုန်းနဲ့ပစ်ပေါက်ခဲ့သူအမျိုးသားဟာ Odan Athletic ဘောလုံးသမား Kiran Harad ဖြစ်တယ်လို့ဖော်ထုတ်လိုက်ပါတယ်။ အားလည်းရဲ့အပန်းဖြေအဖွဲနှဖွဲကြားကရံပွဲကိုဝင်ရောက်ပြန်ပြေဖို့ကြိုးစားနေတဲ့တက်လက်ပိုင်းရွယ်မျိုးသမီးတယောက်ကိုအသက်23နှစ် League 2တိုက်စစ်ကစားသမား Harris ကထိုင်ကုန်နဲ့ပစ်ပေါက်လိုက်တာကိုဗီဒီယိုဖိုင်မှာတွေ့ခဲ့ရပါတယ်။ထိုင်ကုန်နဲ့ထိမှန်ပြီးတဲ့နောက်အဲ့ဒီအမျိုးသမီးမျက်နှာကိုအုတ်ကလဲကျသွားပါတယ်။အဲ့ဒီအချိန် Harris ကတော့ကင်မရာရှေ့ကနေထွက်သွားတာပါ။ဒီဗီဒီယိုဟာလူမှုမီဒီယာမှာပြန့်နှံ့နေခဲ့ပါတယ်။ နောက်ထပ်ထိုင်ကုန်တလုံးနဲ့လည်းပစ်ပေါက်ခဲ့လို့လူတယောက်ရေကူးကန်နဲ့ပြုတ်ကျသွားခဲ့တာပါဆန်အန်တိုနီယိုမှာရှိတဲ့မာကိုပိုလိုဟိုတယ်မှာဟာရစ်အဖွဲ့နဲ့ရင်ဆိုင်တွေ့ကြရတဲ့လူငယ်တွေတဲကတယောက်ဖြစ်တဲ့နယူနက်တိုမျိုးကဘရန်ဒန်ဝက်ကင်းစ်ကသူ့ရဲ့ Facebook စာမျက်နှာမှာအဖြစ်အပျက်ကိုအခုလိုဖော်ပြခဲ့ပါတယ်လူငယ်၅ယောက်ကျွန်တော်တို့ဟိုတယ်ကိုရောက်လာပြီးတော့ရေကူးကန်ဘေးမှာရန်ကားတာလူတွေကိုရင်နဲ့ပတ်တာဘောလုံးတွေနဲ့မျိုးသမီးတွေကိုပြစ်ပေါက်တာတွေလုပ်တယ် အဲ့ဒီမှာတယောက်ကဘာကြည့်တာလဲလို့ပြောရင်ကျွန်တော်စီလာတယ်ကျွန်တော်လဲသူ့ကိုဖြုတ်လိုက်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့သတင်းဘက်ကုံကလေးကဒီဗီဒီယိုပြန့်နှံ့ခဲ့ပြီးတဲ့နောက်ဒါကိုဘလုံးသမားဟာရက်စ်ကသူ့တော်အကောင့်မှာပြန်တင်ခဲ့သလိုအီဗီဇာမှာအားလည်းရဲ့အပန်းဖြစ်နေတဲ့တပ်ပုံတွေကိုလည်းမျှဝေခဲ့ပါတယ်ဟာရက်စ်ဟာမကြသေးခင်ကမှ National League Playoff Final မှာ Odin အသင်းအတွက်အနိုင်ကိုသွင်းပေးရင်း League 2ကို တန်းတက်အောင်ကူညီပေးခဲ့ပါတယ် ဒါပေမဲ့ဒီကစားသမားကအတိတ်မှာပြစ်မှုတချို့ကျူးလွန်ခဲ့ပူပါတယ်။ပြီးခဲ့တဲ့နှစ် Hard of Fist ကနေ Fleetwood Town အသင်းကိုအငှားချခံထားရတော့က Knock Yorkshire မှာတရားမဝင်မဲလဲရာကနေဖမ်းမိပြီးရဲကပေါင်ထောင်တန်ရိုက်ခဲ့ပါတယ်။ Harris ကို2022ခုနှစ်က is your kia မှာလေတော့မှာတရားမဝင်အမဲလိုက်မှုနဲ့လဲပြည်တံချမှတ်ခဲ့ပြီးကုန်ကြစိတ်ပေါင်233ကျခံစေတဲ့အပြင်ပေါင်830တန်ရိုက်ခဲ့ပါတယ်။ သူဟာလွန်ခဲ့တဲ့၂ရာသီဟာရာဖီအသင်းမှာရှိနေတဲ့အချိန်၃နှစ်သားကာလအတွင်းပွဲစဉ်တွေမှာ484ချိန်လောင်းကစားပြုလုပ်ခဲ့လို့ဘောလုံးကစားကွင်းလေးလအပိတ်ခံခဲ့ရပါတယ်။ပေါင်၃၀၀နေရာတန်ရိုက်ခံခဲ့ရပြီးအလောင်းစား36ချိန်ကဟာရာဖီပွဲစဉ်တွေဖြစ်ပေမဲ့အဲ့ဒီပွဲစဉ်တွေကဘယ်ပွဲအတွက်မှပွဲနေလူစင်းမှာမပါဝင်ခဲ့ဘူးလို့သူကညင်းဆိုခဲ့ပါတယ်။ ။တမေရွာသတင်းဌာနကတော့ Odense အသင်းထံမှတ်ချက်ပေးဖို့ဆက်သွယ်ထားပါတယ်။ဘာစီလိုနာအသင်းဟာသူတို့ရဲ့တမိုင်းဝင် New Camp ကွင်းကိုတိုးချက်ပြီးတော့ခင်မင်အောင်နှစ်နှစ်ချီပြုပြင်မိုးမန်နေခဲ့ရာကနေ August လ10ရက်နေ့မှာခြေစမ်းပွဲတစ်ပွဲနဲ့အတူပြန်လည်အသုံးပြုတော့မယ်လို့ဗုဒ္ဓနေ့ကကြေညာလိုက်ပါတယ်။ နှစ်စဉ်ကျင်းပနေကြရာတီကျို UN ကမ်ပါဖလားပွဲဟာအာကစားကွင်းရဲ့တစိမ့်တပိုင်းကိုပဲပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးတော့ကျန်တဲ့နေရာတွေမှာစောက်လုပ်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေအောင်မယ်လို့ Spain Champion တွေကထုတ်ပြန်ကြမှာပြောပါရယ်ဘာစီလိုနာအသင်းဟာသူတို့ရဲ့တမိုင်းဝင်နူကန်ပွင့်ကိုတိုးချက်ပြီးခင်မင်အောင်နှစ်နှစ်ချီပြုပြင်မွမ်းမံခင်နေရာကနေဇွန်လ10ရက်နေ့မှာခြေစမ်းပွဲတစ်ပွဲနဲ့အတူပြန်လည်အသုံးပြုတော့မယ်လို့ဗုဒ္ဓဦးနေကကြေညာလိုက်ပါရယ်နှစ်စဉ်ကျင်းပနေကြရာတီကျို ON ကမ်ပါပလောက်ပွဲဟာအာကစားကွင်းရဲ့ဒစိတပိုင်းကိုပဲပြန်လည်ဖွက်လှစ်မှာဖြစ်ပြီးကျန်တဲ့နေရာတွေမှာဆက်လုပ်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေအောင်မယ်လို့စပိန်ချန်ပီယံတွေကထုတ်ပြန်ကြမှာပြောပါရယ်ဒီလုပ်ငန်းတွေအထက်မှာပွဲကြီးစဉ်တတိယရန်အသက် VIP နေရာနှစ်ထပ်အမိုးတက်စနာအတွင်းပိုင်းနေရာတွေနဲ့ကွင်းပတ်ဝန်းကျင်အဆင့်မြင့်တရေးလုပ်ငန်းတွေပါဝင်ပါရယ်ကန်နိုးပိုင်းမှာပြိတက်ဘလောက်ဆက်မလဲဆိုတာကိုဘာစီလိုနာအသင်းကအတိမပြုသေးပေမဲ့ဒေတာရင်းမီဒီယာတွေရဲ့ဖော်ပြချက်အရာ လက်ရှိဖွင့်လှစ်မဲ့နေရာတွေဟာပြည်သက်3000ကျွဲဝင်ဆက်နိုင်မယ်လို့သိရပါတယ်။ဘာစီလိုနာဟာအနာဂတ်စီကိုသင်္ကေတနဲ့စိတ်ခံစားမှုဆိုင်ရာခြေလှမ်းတလန်းလှန့်လိုက်ပါပြီ။အားကစားဝင်သက်ကိုအပြေးဝဖွင့်လှစ်ခြင်းနဲ့အတူအထွတ်ထိပ်ဖြစ်မဲ့ခေတ်သမားကိုအိမ်ကိုပြန်လည်ပိုင်ဆိုင်လိုက်ပါပြီလို့ကလပ်ကပြောပါရယ်။လာမယ့်ရာသီလာလီဂါပွဲစဉ်ပထမဆုံး3ပွဲကိုအိမ်ကွေးမဟုတ်တဲ့တခြားကွေးမှကစားဖို့တောင်းဆိုထားတာကြောင့်နုကတ်မှာဆက်လုပ်ရေးလုပ်ငန်းတွေဆက်လုပ်ဖို့ဘာစီလိုနာအတွက်နောက်ထပ်တစ်လအချိန်ရထားပါရယ်။ 2023မှာစတင်ခဲ့တဲ့ ESAP Burger လို့နာမည်ပေးထားတဲ့ဒီ project ဟာနောက်နေမှုတချို့ရှိခဲ့ပေမဲ့2026နွေရာသီမှာ PC မှာဖြစ်ပြီးနှုတ်ကန်ရဲ့ပြည်သက်ဝင်ဆက်နိုင်မှုပမာဏကို35000အထိတိုးမြှင့်သွားမှာဖြစ်ပါတယ်။နုကန်ကွင်းအဆင့်မြင့်တိဆောင်မှုကပေါင်တက်သမ25ဘီလီယံကုန်ကျခဲ့ပြီးကွင်းတိဆောင်မှုအတွက် Spotify ကပံ့ပိုးကူညီပေးခဲ့တာဖြစ်လို့ကွင်းနာမည်ကို Spotify Cup နူးလို့နာမည်ပြောင်းလဲပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီတော်အတွက်မှာဘာစီလိုနာအသင်းဟာသူတို့ရဲ့အိမ်ကွင်းပွဲစဉ်တွေကိုဒီတော်အတွက်မှာဘာစီလိုနာအသင်းဟာသူတို့ရဲ့အိမ်ကွင်းပွဲစဉ်တွေကိုမွန်ဂျူဝစ်အိုလံပစ်ကွင်းငယ်မှာကစားခဲ့ရပါတယ်ရှင်။ချယ်ဆီပရိသတ်တွေကလက်မှတ်နဲ့အသင်းဝင်ကြီးတိုးမြင့်နာရီနဲ့ပတ်သက်ပြီးအားပေးထောက်ခံသူတွေကိုအမျက်ထုတ်တာလို့ကလပ်အသင်းကိုအပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အသင်းဖွဲ့ဝင်စစ်တမ်းတစ်ခုအရ #stopexplodingloyalty လှုပ်ရှားမှုကို60ရာခိုင်နှုန်းနှီးပါထောက်ခံခဲ့ပြီးတဲ့နောက် Chelsea ပြည်သက်တွေအကျိုးစီးပွားကာကွယ်ရေးအဖွဲ့ Chelsea Supporters Trust ဟာဒီလှုပ်ရှားမှုမှာပါဝင်မှာဖြစ်ပါတယ် Chelsea ပြည်သက်တွေကလက်မှတ်နဲ့အသင်းဝင်ကြီးတိုးမြင့်လာတွေနဲ့ပတ်သက်ပြီးအားပေးထောက်ခံသူတွေကိုအမျက်ထုတ်တာလို့ကလပ်အသင်းကိုပြစ်တင်ဝေဖန်ခဲ့ကြပါဗျ။ အသင်းအဖွဲ့ဝင်စစ်တမ်းတစ်ခုအား Stock Exploring Loyalty လှုပ်ရှားမှုကို60ရာခိုင်နှုန်းနီးပါးထောက်ခံခဲ့ပြီးတဲ့နောက် Chelsea ပြည်သက်တွေအကျိုးစီးပွားကာကွယ်ရေးအဖွဲ့ Chelsea Sports Trust ဟာဒီလှုပ်ရှားမှုမှာ ပါဝင်မှာဖြစ်ပါတယ်။အင်ဂွင်းတရားဒီစာလက်မှတ်စည်းနှုန်းတွေ၃စာမြင့်တက်တာ ပေါင်60သန်းဦးစားပေးအသင်းဝင်ကြီးအစ်စ်နဲ့ထိုင်ကုန်တိုင်းအတွက် Booking ကြီးအစ်စ်တွေကြောင့် Chelsea ပြည်သက်တွေသောသာထွက်နေကြပါတယ်။ ဘောလုံးပြည်သက်များအသင်းဖွဲ့ FC ကမနစ်ကကလေးကအဲ့ဒီလှုပ်ရှားမှုကိုစတင်ခဲ့ပါတယ်။ CSD ပြောရေးဆိုခွင့်ရှိသူတူကချက်စီးကကျွန်တော်တို့ရဲ့ပင်မ fan base ကို အလံဝေအောင်လုပ်နေပါတယ်။ဒါကပိုင်ရှင်နေတဲ့ကလပ်အသွင်းကအကြီးတန်းခေါင်းဆောင်ပိုင်းအတွက်ကြီးမားတဲ့သတိပေးချက်တစ်ခုဖြစ်တင်ပါတယ်။ ကျွန်တော်တို့ကလပ်ရဲ့အသက်သွေးကြောဖြစ်တဲ့ပရိသတ်တွေရဲ့တစ္ဆာစောင့်တီးမှုကိုအမျက်ထုတ်တာဟာကျင့်ဝတ်အရာမှားယွင်းယုံတာမကမဟာဗျူဟာရလည်းအမျှော်မြင်နေရရောက်ပါတယ်လို့ဆိုပါတယ်။ချက်စီအသင်ကိုမှတ်ချက်ပေးဖို့ဆက်သွယ်ခဲ့ပါတယ်။ဒါပေမဲ့ဇင်းနုံမြင့်တက်မှုကြောင့်ကလပ်မှာဒေါသထွက်နေတဲ့ fan base ကသူတို့ပဲဟုတ်မနေပါဘူး။ မန်ချက်စတာယူနိုက်တက်ပိုင်ရှင်ဆာဂျင်ရက်ကလစ်ဟာအရင်ကတရားစီစဉ်လက်မှတ်မရရှိသူတွေအတွက်ထိုင်ကုန်တနေရာကိုအ ਨੇ ဆုံးပေါင်66နှုန်းထားသတ်မှတ်ခဲ့ပါတယ်။အခုခါဒါကိုထိတ်တန်းပွဲစဉ်တွေအတွက်အသင်းဝင်တချို့ထံကနေပေါင်69အထိကောက်ခံပေပွဲစဉ်အမျိုးအစားခွဲခြားမှုစနစ်အစ်တဲ့အစားထိုးလိုက်ပြီးဖြစ်ပါတယ်။ United ဟာကနဦးမှာလူငယ်နဲ့တကြီးပြိသက်တွေအတွက်ရှော့စည်းလက်မှတ်တွေကိုဖျက်သိမ်းခဲ့ပေမဲ့ပြင်းထန်တဲ့ဆန့်ကျင်မှုတွေပြီးမှဒီလက်မှတ်တွေကိုမူလအတိုင်းပြန်လည်ရရှိခဲ့ပါတယ်။ဒါ့အပြင်တရဲနေတွေရဲ့အလွန်ဆိုးရွားတဲ့ရာသီဖြစ်ပေမဲ့အရွယ်ရောက်ပြီးသူတွေအတွက်တရားသီးစာလက်မှတ်ဈေးနှုန်းတွေ900ခန်းလုံးတိုးထားတာပါ။အသက်16နှစ်အောက်တွေအတွက်တော့လက်ရှိဈေးနှုန်းအတိုင်းသတ်မှတ်ထားမှာဖြစ်ပါတယ်။ အယ်ဂျီးရီးယားနိုင်ငံအယ်ဂျီးယားမြို့က MCA ဘောလုံးကလပ်ပရိသတ်တွေကြားလူအုပ်ပြုံမှုဖြစ်ပွားခဲ့လို့၃ရောက်တေဆုံးပြီးတော့၈၁ရောက်ဒဏ်ရာရခဲ့တယ်လို့အာနာပိုင်တွေကဇွန်လ၂၂ရက်တနင်္ဂနွေနေ့မှာပြောပါရယ်။စနေနေ့ကပရိသတ်တွေအပေါ်ထက်ပွဲကြည့်စဉ်တန်းကနေပြုတ်တက်ခဲ့ပြီးတဲ့နောက်တယောက်သာတေဆုံးပြီးတော့၁၁ရောက်ဒဏ်ရာရခဲ့တယ်လို့အစိုးပိုင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့တာပါ။အယ်ဂျီးရီးယားနိုင်ငံက AGS မြို့က MCA ဘောလုံးကလပ်ပြည်သက်တေကြား လူအုပ်ပြုံမှုဖြစ်စဉ်ဖြစ်ပွားခဲ့လို့၃ရောက်သေဆုံးပြီးတော့၈၁ရောက်ဒဏ်ရာရခဲ့တယ်လို့အာဏာပိုင်တွေကဇွန်လ၂၂ရက်တနင်္ဂနွေနေ့မှာပြောပါရယ်။စနေနေ့ကပြည်သက်တွေအပေါ်တက်ပွဲကြည့်စင်တန်းကနေပြုတ်ကျခဲ့ပြီးတဲ့နောက်တယောက်သာသေဆုံးပြီးတော့၁၁ရောက်ဒဏ်ရာရခဲ့တယ်လို့အစိုးပိုင်းထုတ်ပြန်ကြမှာဖော်ပြခဲ့တာပါ။သိဆုံးသူ၃ယောက်မှတ်တမ်းသွင်းထားပါတယ်လို့ကျမရေဝင်ကြီးဌာနကထုတ်ပြန်ချက်မှာဖော်ပြပြီးမြို့တော်စည်းရုံးတွေကဒဏ်ရာရသူ၈၁ယောက်ကိုလက်ခံထားတယ်လို့ထည့်သွင်းပြောဆိုပါတယ် အယ်ဂျီးရီးယားချန်ပီယံဆုကိုနှစ်နှစ်ဆက်တိုက်နဲ့သမိုင်းမှာ၉ချိန်မြောက်ဆုကူခဲ့တဲ့မော်လိုဒီယာကလပ်အယ်ကာ MCA ရဲ့အောင်ပွဲခံမှုဟာဝန်내ခြေကွဲမှုအဖြစ်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။အာဂဇာဝက်ဘ်ဆိုက် La Gazette du France ရဲ့အဆိုအရလုံခြုံရေးအတွက်ကာရန်ထားတဲ့အတားအဆီးတစ်ခုပြိုကျခဲ့တာကြောင့်ပြည်သက်များစွာအောက်ဘက်ပွဲကြည့်စင်တန်းကိုပြုတ်ကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိချန်ပီယံ MCA အသင်းက NC Macra နဲ့ဂိုးမရှိတရေကြခဲ့တဲ့ပွဲစဉ်မှာ State 25 Juliet Quincy ဟာပြည်သက်တင်နဲ့ပြည့်နှက်နေခဲ့ပါတယ်။ဒီဖြစ်ရဆိုးကြောင့်မြို့သားဘောလုံးလိကဖလားပေးအပ်ပွဲခန်းနာကိုဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ရှင်။တောင်ကိုရီးယားထိပ်တန်းဘောလုံးလိဂ်မှာနိုင်ငံသားသောကိုသမားရီအပေါ်26နှစ်ကြာပြိပံတားမြစ်မှုကို2026ရာသီအစမှာရုပ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ အာရှရတက်တန်းအရှိဆုံးပြည်ရင်း professional league တစ်ခုဖြစ်တဲ့ K League မှာ1996ခုနှစ်ကတည်းကကိုရီးယားဂိုးသမားတွေပဲကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်လက်ရှိမှာထိပ်တန်း league နှစ်ခုစလုံးမှာ professional club 26သင်းအထိတိုးလာပြီဖြစ်လို့နိုင်ငံတကာကိုယ်သမားတွေအတွက်နေရာအလုံးလောက်ရှိနေပြီလို့ဒီသတင်းပတ်အတွင်းစိုးမှကျွမ်းပါခဲ့တဲ့ဗုတ်အဖွဲ့အစည်းအဝေးမှာ K League ကထုတ်ပြန်ခဲ့ပါတယ်ရှင် တောင်ကိုရီးယားထိပ်တန်းဘောလုံးလီဂ်မှာနိုင်ငံသားကုသမာတွေအပေါ်26နှစ်ကြာပိတ်ပင်တားမြစ်ထားမှုကို2026ရာသီအစမှရုပ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။အာရှရဲ့တက်တန်းအရှိဆုံးပြည်တွင်း professional league တစ်ခုဖြစ်တဲ့ K League မှာ1996ကတည်းကကိုရီးယားကုသမားတွေသာကစားကွင်းရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းက professional club ဆယ်တင်းသာရှိတာကြောင့်ပြည်တွင်းထွက်အရေးရှိကုသမားတွေကို ကာကွယ်ဖို့အတွက်ဒီစင်းမြင့်ကိုပြဋ္ဌာန်းခဲ့တာပါ။ က်ရှိမှာထိတ်တန်းလီနှစ်ခုစလုံး professional club 26သင်းထိတိုးလာပြီဖြစ်လို့နိုင်ငံတကာကုသမားတွေအတွက်နေရာအလုံးလောက်ရှိနေပြီလို့ဒီတင်ဘက်အတွင်းစိုးမှကျင်းပခဲ့တဲ့ပုတ်ဖွဲ့အစည်းအဝေးပြီးမှ K League ထုတ်ပြန်ခဲ့ပါတယ်အင်္ဂါရသာကုသမားတွေကိုခွင့်ပြုပေးခဲ့ရင်တောင် ပြည်တွင်းကုသမားတွေအတွက်ကစားဖို့လုံလောက်တဲ့ခွင့်လန်းနေရှိနေပါတယ်။ဒါကကလပ်အသင်းရေအတွက်တိုးလာတယ်လို့ဆိုလိုလာပါလို့ဘုတ်ဖွဲ့ကထုတ်ပြန်ကြမှာပြောပါတယ်။ နိုင်ငံသားကစားသမားစီးရင်တွင်မှုတွေကိုကန့်သက်ထားတာကြောင့်ပြည်တွင်းကိုယ်သမားတွေရဲ့လစာတိုးနှုံထားဟာတခြားကစားသမားတွေထက်အချိုးမညီမျှစွာတိုးမြင့်လာတဲ့ဆိုတဲ့အချက်ကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားခဲ့တယ်လို့လည်းပြောပါတယ်။ကိုယ်သမား၃၄ဦးပါဝင်နိုင်တဲ့မော်ရန်ကစားသမားစီးရင်အရွယ်စားကြီးထွားလာမှုကြောင့်နိုင်ငံတွင်းအယူတွေးရှိတဲ့ကိုယ်သမားတွေရှာပါနေတဲ့ဆိုတဲ့စိုးရိမ်ပူပန်မှုတွေကိုလည်းအသင်းတွေကဖော်ပြပါရတယ်။ ီဆုံးဖြတ်ချက်ကြောင့်ကေလီဟာဂျပန်ဆော်ရီအာရေဗျာနဲ့တရုတ်တို့လိုတခြားအာရှထိပ်တန်းလိဂ်တွေနဲ့တူညီသွားမှာဖြစ်ပါတယ်။မြစမရဲ့ weekly sport season ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ရအောင်ပါ။ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။